Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့2ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့သတင်းတွေကိုကျွန်တော်ကြည့်တဲ့အခါအတင်းရဲ့အပြောင်းရွှေ့သတင်းတွေကအများကြီးထူးခြားတာတွေကျွန်တော်ရှိမနေဘူးပေါ့နော်ဆိုတော့ဒီထဲမှာမှကျွန်တော်တို့အဲဘယ်လိုပြောမလဲ Jaden Sancho တို့ Juventus ကစားမတို့နဲ့ပတ်သက်လို့သတင်းလေးကျွန်တော်ရထားတာရှိတယ်ဆိုတော့အတင်းကလည်းအများကြီးမရှိဘူးအများကြီးကျွန်တော်တို့ဒီဗာလဲအမ်ဘူမူတို့ဘာလို့ ਨੇ ပတ်သက်လို့လဲထူးခြားခြားတဲ့ update တွေရထားတာတွေကျွန်တော်မရှိဘူးဆိုတော့ ကျွန်တော်ဒီသတင်းလေးကိုကျွန်တော်ပြောကြည့်အောင် live အတွက်ကျွန်တော်မသွားတော့ဘူးဗောနော်ဆိုတော့ဒီည game live လေးကျွန်တော်မရှိပါဘူးဒါပေမဲ့မနေ့ကကျွန်တော်ဒီဆော့ထားတဲ့အရာမှသူစုလေးတွေရလာတာရှိတယ်အဲ့ဒါလေးတွေဖောက်ထားတဲ့ video တွေကျွန်တော်တင်ပေးပါမယ်ဒီညမှာပဲเนาะဆိုတော့ပထမဆုံးအနေနဲ့ Juventus အသင်းရဲ့ပါကတော့ Tyson Mu Dusan Blahovic ကွန်းလေကစားမဖြစ်တဲ့ Douglas Luiz နဲ့ပေါ့နော် Tyson ကစားမဖြစ်သူ Timothy Weah တို့ကို short ချဖို့အတွက်စိတ်အားထက်သန်နေတယ်ဂျီရန်ဆန်ဂျိုကို ရောင်းချပြီးတော့ Juventus နဲ့ဆွေးနွေးမှုအတွင်း အဲဒီခုနကပြောခဲ့တဲ့ကစားမားတွေပေါ့နော်ဟိုဒီအပြောင်းရွှေ့တစိ့တစ်ပိုင်းအနေနဲ့ကန်လန်ကဲကြောင်းသတင်းတွေကလည်းကျွန်တော်ထွက်ပေါ်နေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဂျူပင်တက်စ်ဘက်ကဂျီဒန်ဆန်ချူကိုငွေကြီးတီးတက်မပေးကျင်တဲ့သဘောပါဆန်ချူကိုငါတို့ခေါ်မယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်း25တန်းတော့မပေးလို့ဘူးငါတို့ရောင်းကျင်တဲ့တည်တယ်မလားတောက်ကလေးလူဝီစ်တို့နော်ဒူဆန်ပလာဟိုဘေ့စ်တို့လားတင်မိုဒီဝဲတို့ဒီကစားမားတွေကပေါ့နော်တယောက်ကိုတော့ငါတို့အလိုက်ပေးမယ်ဆိုတဲ့ပုံစံမျိုး ကျွန်တော်ကတော့အတင်းဘက်ကအဲ့ဒါကိုတိတ်ပြီးတော့လက်ခံကျင်ပါမလားကျွန်တော်တော့မသိကြဘူးဘာလို့လဲဆိုတော့လက်ရှိပေါ့နော်လူဆန်ဘလာဟိုဘီဆိုတာက တိုက်စစ်ကစားမှအတင်းဘက်ကလည်းအမှန်ကန်လူအပ်တဲ့သူသို့တော်လည်းပဲအတင်းလူကျင်တဲ့ profile ရှိတဲ့ကစားမမျိုးဟုတ်ရလားမသိကြရင်အတင်းကတော့ကိုလူတဲ့ကစားမမဟုတ်ရင်ငွေပဲလူကျင်ပါပဲဒါရှင်းတယ်ဗျာနော်ကိုလူကျင်တဲ့ကစားမမဟုတ်ရင်ငွေပဲကျွန်တော်လူကျင်ပါပဲနောက်ကလေးလူကြီးဆိုလို့ရှိရင်လည်းပဲအကယ်လို့များပေါ့နော်အကယ်လို့များကျွန်တော်နေဒီ ကွန်းလေလူချင်းနေတယ်ကွန်းလေအားဖြည့်ရမယ်ဆိုတာမှန်ပြီမဲ့လို့ဂျူဗင်တက်စ်ရဲ့ဘက်ကအက်စတန်ဗီလာကနေဒေါင်ဂလက်လူဝီစ်ကိုအမှန်ကန်ခေါ်ထားပြီးတော့ဘာကြောင့်ပြန်ရောင်းကျင်တယ်လဲဆိုတာကိုကျွန်တော်ကောင်းကောင်းသိရင်ယူနိုက်တက်ကလူချင်းလေးမှမထင်ဘူးဘာကြောင့်လဲဆိုတော့ဒေါင်ဂလက်လူဝီစ်ဒီ injury prone မှုပါလက်ရှိဂျူဗင်တက်စ်မှာတစ်ချိန်လုံးနီးပါးကျွန်တော်ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာဂျူဗင်တက်စ်ကိုစရောက်ခရဲကနေပြီးတော့သူ့အသင်းတွေကကောင်းကောင်းကစားပေးရတယ်ဆိုတာတော့ကျွန်တော်သိမရှိဘူးဒါလုံးဝ negative အမြင်ကြီးပြောတာမဟုတ်ဘူးဒါအမှန်ဖြစ်နေတဲ့အရာတွေဘလာဟိုဗစ်က အမိုရင်လူချင်းတဲ့ play profile ရှိတဲ့ type မျိုးလားเนาะပြီးလို့ရှိရင်ဟိုကွင်းလယ်မှာကျွန်တော်ကစားမခေါ်ပြီးဆိုကြတဲ့ကိုဒီမှာလက်ရှိ6ယောက်လောက်တွေရှိနေပြီဒါအဲ့ဒီထဲမှာတရားဒီတရားဒီကျွန်တော်တို့ကြုံရတာဒီဒန်ယာဘယ်နေရာပဲဖြစ်ဖြစ်ပေါ့เนาะ Fernandez နဲ့ဒီကို download တော့ကလွဲလို့ရှိရင်နေရာတိုင်းကကစားမတွေကိုကျွန်တော်တို့က injury တွေနဲ့ယင်ဆိုင်နေရတာ အဲ့တော့နောက်ထပ်ဒဏ်ရာရနိုင်ကြီးများတဲ့ဒဏ်ရာရတာများတဲ့ကစားမတယောက်ကိုထတ်ခေါ်ရင်အတင်းမှာရောက်လာလို့ပြန်တခုခုဖြစ်လာရင်အဆင်ပြေမှာမဟုတ်ဘူးမိမမေအက်စတူမီလာမှာဘလူးဒီလုံးပြခဲ့တာပဲပြပြပါပဲပြပြဒါအက်စတူမီလာကနေပြီးတော့ထွက်သွားတဲ့ကစားမတယောက်အတိုင်းသူပြန်လာတော့မှာမဟုတ်ဘူးဂျူဗင်တက်စ်ကနေထွက်သွားတဲ့ကစားမတယောက်တိုင်းသူလာတော့မှာအဲ့တော့ဒီလိုပြောလို့ဒဏ်ရာတီကြပေါက်ထက်ရမယ်လို့တော့မဆိုလိုဘူးသို့တော့ဒဏ်ရာတွေခဏတိုင်းအီတလီစီးရီမှာရနေပြီဆိုကြတဲ့ကပရီးမီးယားလိကိုရောက်လာတဲ့အခါကျွန်တော်တို့ အင်ဂျူရီတွေအမှန်ကန်ကင်းပြီးတော့အသင်းတွက်ပါတော့တုံးလို့ရလိုက်ပါမယ်အမခံချက်မရှိဘူးဒါကြောင့်ဂျူဝင်တက်အနေနဲ့သူတို့အလိုက်ပေးကြည့်မှာတယ်ဆိုတဲ့ဒူဆန်ဘလာဟိုဘေ့ချ်တို့ဒေါက်ကလက်လူဝီစ်တို့ကတော့အသင်းဘက်ကသူတို့နဲ့စာလို့ရှိရင်ဟိုပိုက်ဆံကိုပဲအသင်းကပို့ပြီးတော့သဘောကျလိမ့်မယ်လို့ထင်တယ်ပေါင်25တန်းကိုပဲပို့ပြီးတော့လိုချင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒါအပြင်တင်မူတီဝဲဆိုတာကလည်းတိုက်စစ်ဆိုရင်ဘာမှမဟုတ်ဘူးပြသေးလားဆိုတော့အသင်းဘက်ကိုဂျီရန်ဆန်ဂျူကိုတော့ဂျူဗင်တက်စ်ကအမှန်ကန်လိုချင်တယ်ဒီတော့ဆန်ဂျူကိုခေါ်ဖို့အတွက်ဆွေးနွေးတဲ့နေရာမှာ ငွေကြီးကျွန်တော်ပေါ့နော်ပေါင်း25တန်းကိုပေးတယ်ဆိုတာထက်ခုနကပြောတဲ့၃ယောက်ထဲက၁ယောက်ကိုအလိုက်ပေးဖို့အတွက်ဆွေးနွေးခဲ့တာတွေကျွန်တော်ရှိတယ်။ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့တော့အသင်းဘက်ကပြန်ပြီးတော့တုံ့ပြန်ရတာတွေမရှိသေးတဲ့သဘောပါ။အခုချိန်ထိရတော့လေနော်ပြန်ပြီးတော့တုံ့ပြန်တာတွေမရှိသေးတဲ့သဘောသို့တော်လည်းပဲကျွန်တော်အသင်းဘက်ကများအိုကေငါတို့တော့ရွေးချယ်စရာမရှိဘူးဟေ့နော်ဒီပြောင်းချွေးကတော့မဆိုးဘူးဆိုတော့ပုံစံမျိုးမြင်နေဆိုရင်ပြောင်းချွေးကဖြစ်ကောင်းလေးဖြစ်သွားမှာပဲပုံသေးတော့ကျွန်တော်ဘာမှတော့ပြောလို့မရအောင်ညီကတို့ဘယ်လိုမြင်ရလဲ ဆန်ချိုကိုအဓိကတော့ဆန်ချိုကိုလက်လွတ်နိုင်ဖို့ပါဒါမှန်ပါတယ်နော်ဆန်ချိုကိုလက်လွတ်နိုင်ဖို့เนาะသူရဲ့ဘာမှလုပ်မရတဲ့တပတ်ကိုပေါင်၃သိန်းခွဲကိုကျွန်တော်ချော့ချနိုင်ဖို့မှန်တယ်တိုးတော်လည်းပဲဒီကစားမားနဲ့ပတ်သက်လို့ရှိရင်အတင်းဘက်ကတို့ပြန်ပြီးတော့ရမယ်ကစားမားတွေကိုလည်းကျွန်တော်ကကြည့်ရအောင်ပါဒါကြောင့်အတင်းနေနေတော့ခုနကဂျူမင်တက်ဆက်ဘက်ကလိုက်ပေးခြင်းမာတယ်ဆိုတဲ့၃ယောက်ကိုလိုချင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါင်၂၅သန်းကိုပဲပို့ပြီးတော့เนาะဒါအတင်းဘက်ကတက်မဲ့လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ညီကတို့ဘယ်လိုမြင်ကြလဲ နော်ဆိုတော့ဆန်ဂျိုကိုရောင်းချဖို့ကလာရင်အဓိကဖြစ်ရတယ်မဖြစ်မနေလက်လို့တင်တယ်လို့ကျွန်တော်ထင်ကြလားဘလာဟိုဘေးစတိုးနော်ဒါကလေးလူဝီစတိုးတွေကတရားဟောက်ကိုပြင်ခေါ်ပြီးတော့ဆွေးနွေးကြပါအားလုံးကိုချစ်သီးများကြီးတင်ပါတယ်